အားလုံးပဲတာယာတဲ့နေ့လေးဒီနေ့ကိုပိုင်ဆိုင်ကြပါစေเนาะမြန်မာဒီနေ့ဗီဒီယိုဖိုင်လေးကိုတင်ပေးချင်တာကတော့မင်းတို့ဒီဆိုင်ပေါ့เนาะမင်းတို့အခုရောင်းတဲ့ဆိုင်ဆိုင်မှာရှိရပစ္စည်းလေးတွေနောက်တစ်ခုကကြတော့ဆိုင်မှာဘလူးလေးတွေ ဘယ်ကနေလာရမလဲပေါ့နော်အဲ့ဒါတွေကမေးနေလို့ပါမိမကရန်ကုန်မှာရောင်းတာပါရန်ကုန်ကနေရောင်းတာပါ live လွတ်ပြီးတော့လည်းရောင်းတယ် post တင်ပြီးတော့လည်းရောင်းတယ် video လေးတွေတင်ပြီးတော့လည်းရောင်းတယ် short video လေးတင်ပြီးလည်းရောင်းပါတယ်နော်မိမပါလေးတွေရောင်းတာလဲဆိုတော့နမတိချက်မိမကြောက်စိမ့်လေးရောင်းပါတယ်ကြောက်စိမ့်ရဆိုလို့ရှိရင်ကြောက်စိမ့်နဲ့ပတ်သက်ပြီးတော့မှမိမက appoint ရှိမယ်နောက်ပြီးကြရင်တစ္ဆာလေးတွေရှိမယ်ဘဘူးရှိမယ် washer ရှိမယ်နောက်ကြောက်စိမ့်လက်ပတ်ကြောက်စိမ့်လက်ကောက် အဆုံရောက်ပါတယ်။ကြောင်စိမ့်နဲ့ပတ်သက်တဲ့ဟာတော့တော်တော်များများမမရှိမှအဆုံရောက်ပါတယ်။နောက်ကြောင်စိမ့်နဲ့ပတ်သက်တဲ့အထက်ငွေတွေကြီးတဲ့9 to 5ထဲပေါ့နော်။စသဖြင့်အဲ့လိုအထက်အဆုံမြင်ရှောက်ပါတယ်။မင်းကမင်းကဗမာရောင်းတာလေ။မင်းကဗမာရောင်းတာလေဆိုရင် မမင်ကဗိုလ်ချုပ်အောင်စံစီမှရောင်းပါတယ်။ဗိုလ်ချုပ်စီကဗမာရှိရလေ။ Okay ဗိုလ်ချုပ်စီကဗမာရှိရလေဆိုရင်ဗိုလ်ချုပ်အောင်စံစီက Junction City နဲ့မြန်နေချင်းဆိုင်မှာရှိပါတယ်နော်။ရန်ကုန်တိုင်းရန်ကုန်မြို့ Junction City ရခိုင်အဲဒန်ရှင်စီးတီးနဲ့မျက်နှာချင်းဆိုင်ကဘိုးချုပ်စေးဟောင်းမှာဂျန်ရှင်စီးတီးရဲ့အောက်ထပ်ကကြတော့ဘိုးချုပ်စေးတက်ပါမတူပါဘူးเนาะမိမကကြတော့ဂျန်ရှင်စီးတီးနဲ့မျက်နှာချင်းဆိုင်ကဘိုးချုပ်စေးဟောင်းမှာရောက်ပါတယ်ဘိုးချုပ်စေးဟောင်းမှာရောက်တာโอเคဘိုးချုပ်စေးဟောင်းမှာရောက်တာဘလောက်ကြာပြီလဲဆိုရင်မင်းတို့ကဘိုးချုပ်စေးဒီမှာကြောက်ဒီကြောက်ဆိုင်ရောက်တာကဆယ်စုနှစ်တခုလောက်ပဲရှိသွားပြီပေါ့เนาะဆယ်စုနှစ်တခုတော့မကတော့ဘူးပေါ့ထားပါတော့မင်းတို့ဆယ်စုနှစ်တခုလောက်ရှိပါပြီဘိုးချုပ်စေးမှာဈေးရောက်တာပါ စိုက်ဖွင့်လာတာပါနောက်တစ်ခုကချစ်သူလေးတို့ကဆိုင်ရလာခြင်းဘလို့လားမလဲဆိုခုလောလောဆယ်တော့အရင်တော့တော့မမင်းတို့ကနှစ်ထပ်ယုံပေါ့နော်ဒီနဝရက်ယုံအပေါ်ထပ်မှာပေါ့အခုကတော့အဲဒီကိုဗစ်ဖြစ်ပြီးနောက်ပိုင်းမှာဆိုတော့မင်းတို့ကစားတောက်ယုံအပြင်းပတ်တန်းကိုဆိုင်လေးကိုခွင့်ထားတယ်ဝယ်တဲ့သူလေးတွေချစ်သူလေးတို့လာကြည့်မယ်ဆိုရင်လည်းအဆင်ပြေအောင်လို့ဆိုပြီးတော့မင်းတို့ကဒီဆိုင်လေးမှာရှောင်းနေပေါ့နော်အခုလောလောဆယ် Okay အဲ့ဒါဆိုရင်အဲ့ဒီဆိုင်လေးကိုဘလို့လာရမလဲပေါ့နော်ဒါမေးများတဲ့မေးခွန်းလေးတွေကိုမေးဖြေပေးလိုက်တာပါ โอเคဒီဆိုင်လေးကိုဘယ်လိုလာရမလဲမမင်းဆိုင်ရောလာခြင်းနဲ့မမင်းတို့ဆိုင်ရောလာဝယ်ခြင်းနဲ့ဘယ်လိုလာမှန်းမသိလို့ဆိုခင်နမတိချက်ဘိုးချုပ်စီဟာโอเคတိပြီရန်ကုန်တိုင်းရန်ကုန်မြို့မှာရှိရဲဂျန်ဂျင်စီတီနဲ့မြန်နေချင်းဆိုင်မှာရှိရဲဘိုးချုပ်စီဟာဘိုးချုပ်စီဟာနေပြီးဝင်နေဆိုလို့ရှိရင်မမင်းတို့ကကားဝင်ပေါက်ကတစ်ပေါက်ကားထွက်ပေါက်ကတစ်ပေါက်နှစ်ပေါက်ပဲရှိရဲနောက်ဓာတ်လေကဘတ်အချင်းလို့ပြောလိုက်လို့ရှိရင်လည်းတစ်ပေါက်ပဲရှိရဲ အဲ့ကဆိုတော့မမင်တို့ကအခုချစ်သူလေးတို့ကလိုင်းကားနဲ့ဆင်းလာမယ်ဆိုလို့ရှိလို့ရှိရင်လိုင်းကားဒီမိုးချုံ Junction City ဘက်ထဲမှာပဲရက်တာဖြစ်တဲ့အတွက် Junction City ဘက်အချမ်းနေပြီးတော့မှဂုံးကျော်တရာရှိရယ် Junction City နဲ့ဘိုးချုံဈေးနှုန်းဆက်ထားတဲ့ဂုံးကျော်တရာရှိရယ် ဲ့ရနေဆက်လေကနဲ့တက်လာပြီးလို့ရှိရင်ရွေရိုးရိုးလေကနဲ့တက်လာပြီးတော့ပဲဖြစ်ဖြစ်အဲ့ရဓာတ်လေကနဲ့အောက်ကိုပြင်ဆင်ရမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့သူကမျက်နှာချင်းဆိုင်ရနေပြီးခုံးချော်တရာကူးပြီးတော့မှလာတယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်လည်းဒီဘက်ကလူကူးမြင်းကြားနဲ့ကူးလာခဲ့လေရပါတယ်เนาะအဲ့တော့ဆိုရင် okay ကောင်းပြီမင်းတို့ကဓာတ်လေကကိုရောက်ပြီဓာတ်လေကဘက်အပောက်ကိုရောက်ပြီဆိုရင်ကားပတ်လန်ဒီဘိုးကျောင်းဆန်စီကကားပတ်လန်ဒီဒီလိုတစ်ဖက်လေလုံးကြီးကားပတ်လန်တစ်ဖက်ရှိတယ် အဲ့ဒါတပတ်လေလုံးဒီအရှိကနေပြီးဟိုဘက်29ရတနာဘက်ကကျတော့ထွက်ပေါက်ပါနော်ဒီဘက်ဘူဂျန်ရှင်စီတီနဲ့မင်းနချင်းဆိုင်ကဓာတ်လေကားဘက်ကဝင်ပေါက်ပါကာကားပလန်နော်ဓာတ်လေကားကကားပလန်ရဝင်ပေါက်ပါ29ရတနာဘက်ကကားပလန်ရထွက်ပေါက်ပါအဲ့ဒါလေးခဏခဏမှားလို့လေဒါလေးရှင်းပြခြင်းပါတယ်နော်အဲ့တော့မင်းတို့ကဒီဒူဟာနေပြီးဝင်ခဲ့မယ်ဆိုလို့ရှိရင်ချစ်သူလေးတို့ကအခုဓာတ်လေကားဘက်တ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 က်လျှောက်လာခဲ့လိုက် တက်တက်လျှောက်လာခဲ့လိုက်တယ်ဆိုလို့ရှင်ဒီကားပတ်လမ်းကြီးမှာအတွင်းထဲမှာဒီလိုမျိုးလမ်းဖြတ်လမ်းငင်းပြိုင်လမ်းပေါ့နော်ငင်းပြိုင်လမ်းကဒီအခုမမင်းတို့လမ်းဘက်မှာတလမ်းရှိတယ်ဟိုဘက်အချမ်းမှာတလမ်းရှိတယ်အဲ့ဒါဒီမမင်းတို့ဘက်ချမ်းဒီအနောက် C အနောက် ABC ဟိုဘက်တူနိုင်ရတနာဘက်အချမ်းဒီအဲ့ဒါကကြတော့အရှိ ABC အဲ့အဲ့လိုမျိုးလမ်းနှစ်လမ်းလမ်းတွေရှိရအခုချစ်သူလေးတို့ကအခုမမင်းရှိကိုလာမယ်ဆိုလို့ရှင်ဒီ ဓာတ်လေကားဘက်အချမ်းကြီးတက်တက်ဝင်လာခဲ့ပါတက်တက်လမ်းလျှောက်လာခဲ့လိုက်လို့ရှိရင်ပထမအဦးဆုံးချိုးရမယ့်လမ်းတစ်လမ်းရှိရပထမအဦးဆုံးချိုးရမယ့်လမ်းတော့ဆက်သွားရမယ့်လမ်းပေါ့ပထမအဦးဆုံးချိုးရမယ့်လမ်းတက်တက်ကိုချိုးလိုက်လို့ရှိရင်အိမ်သာတွေ့ပါလိမ့်မယ်အဲ့ဒီမှာအိမ်သားကိုမြောက်ခင်မှာမြန်မာမုန့်ဆိုင်တွေရှိတယ်မြန်မာမုန့်လေးတွေရောင်းနေတဲ့ဘန်းလေးတွေနဲ့အဲဒီဘန်းလေးတွေနဲ့လမ်းမိမှရောင်းနေမြန်မာမုန့်ဆိုင်လေးတွေရှိတယ် အဲ့ဒါကိုတွေ့ဒီဘက်ကိုချိုးအဲ့ဒီဘက်ကိုချိုးလိုက်လို့ရှိရင်အဲ့ဒီမှာအိမ်သာရှိပါတိုင်းလက်ရှိပါเนาะတိုင်းလက်ကိုတက်တက်သွားလို့မရတော့အဲ့လိုတားလိုက်ပြီဆိုလို့ရှိရင်ချစ်သူလူတို့နောက်ထပ်ဒီလိုဖြံမြင်တလန်တွေ့ပါလေအဲ့ဒါဆိုလို့ရှိရင်ဒီဘက်ကိုချိုးတက်တက်ကိုချိုးခဲ့မှာကိုဘက်ကိုထောင်ထွက်သွားလို့မရတော့ Tension City ဘက်အချက်ကိုသွားလို့မရသူနဲ့ဆန်းကျင်ဘက်ကိုပြန်ချိုးလာခဲ့တာဘာလို့လဲဆိုတော့အဲ့ဒါကိုမမင်တို့ကစားတော့ယုံအပြင်းတန်းလို့ခေါ်တယ်တနည်းအားဖြင့်ပြောမယ်ဆိုခုနောက်ပိုင်းဆိုလို့ရှိရင်ဒါချစ်သူလေးတို့မြင်လွယ်အောင် မမိတွင်အောင်ပြောမယ်ဆိုလို့ရှိရင်တော့ပွဲစားတန်းလို့လည်းခေါ်တယ်အဲ့ဒီနှစ်နာရီသုံးနာရီပတ်ချလဲဆိုအဲ့ဒီလည်းလူအများဆုံးပဲအပြည့်ပဲအဲ့ဒါတက်တက်တာရှောက်လာခဲ့လိုက်ပါမမင်းတို့ဆိုင်နယ်မြေကြထိတ်တင်လင်းပါဆိုင်နယ်မြေကထိတ်တင်လင်းပါဒါပေမဲ့ကျစ်သူလေးတို့ကဒါတို့ဆိုင်ကိုမမ်းမိမှာဆိုလို့ရှိရင်အဲ့ဒီမှာစားတော့ယုံဖြစ်တဲ့အတွက်သိန်းတရာလက်ဖက်ရည်ဆိုင်ကိုမေးလိုက်သိန်းတရာလက်ဖက်ရည်ဆိုင်မေးပြီးတက်တက်လာလာခဲ့အဲ့ဒီသိန်းတရာလက်ဖက်ရည်ဆိုင်နဲ့မင်းမင်းတို့ဆိုင်နဲ့ဘေးချင်းကရက်ပဲ မမင်းတို့ဆိုင်ရဲ့အရှိမကြောက်စိမ်းဘန်းလေးတွေအများဆုံးခင်တာမမင်းတို့တဆိုင်ပဲရှိရဲ့ဘန်းအဖြူလေးတော့ sorry လေးတော့ဘန်းအဖြူလေးတွေနဲ့ခင်းထားတာမမင်းတို့တဆိုင်ပဲရှိပါတယ်မမင်းတို့တဆိုင်ပဲရှိပါတယ်နော်မမင်းတို့ဆိုင်ရဲ့ဒီဘက်ဘေးမှာတင်းတရာလက်ဖက်ရေးဆိုင်မင်းတို့ဆိုင်ရဲ့ဘေးကျင်းကဲ့ရဲ့မှာကြတော့ရိုးရမီခြီတိုင်းခြီသီးတဲ့ရောင်နဲ့ခြီတဲ့တွေရောင်နဲ့ဆိုင်ရှိပါတယ် အဲ့ဒါဆိုလို့ရှိရင်မမင်းဆိုင်ကိုရောက်ပါပြီเนาะတအားကြီးမရှုပ်ပါဘူးဓာတ်လေကဘက်အပေါက်ကနေတက်တက်လာပြီးလို့ရှိရင်အိမ်နာကိုတွေ့ရင်ချိုးလိုက်အိမ်နာမဟုတ်ဘူးမုတ်ဆိုင်လေးတွေပေါ့เนาะတကယ်လို့အားဖြင့်ပထမဆုံးတွေ့တဲ့လမ်းကိုချိုးရမှာအဲ့ဒါတက်တက်ကြီးချိုးရမှာမဟုတ်ဘူးအတက်တက်ကြီးချိုးရမှာမဟုတ်ဘူးတွေ့ပြီးလို့ရှိရင်နောက်တလမ်းကိုတွေ့ရင်ဒီလိုဘက်ကိုပြန်ချိုးရမှာเนาะသူကကြတော့အမြင်ပြိုင်အပြိုင်အပြိုင်ရှိနေလို့လေအဲတကယ်လို့သူ့သူလေးတို့အဲ့ဘက်ကိုချိုးပြီးပြီးမတည့်ဘူးဆိုရင်မမင်းကိုဖုန်းဆက်လိုက် ။ငမောင်းမောင်ရဲ့အိမ်နားကပတ်ချာလေးကလူတွေကိုကြိုက်တဲ့လူကိုမေးလို့ရတယ်။တိမ့်တရာလက်ဖက်ရည်ဆိုင်ကိုမေးလို့ရတယ်။အဲ့ဒါဆိုရင်မင်းမင်းဆိုင်ကိုရောက်ပြီ။နောက်တစ်ချက်တကယ်လို့ဗိုလ်ချုပ်ဈေးမှာဈေးဝယ်နေကြဆိုလို့ရှင် baby store ကိုသိမှာပါ baby baby အထည်တွေရောင်းနေဆိုင်ရအနောက်စီုံနဲမှာရောင်းနေ baby အထည်ရောင်းနေဆိုင်ရမိမိဆိုင်နဲ့မျက်နှာချင်းဆိုင်မျက်ဆောင်လို့ပါပဲ baby ခြေတဲ့ဆိုင်ကိုတွေ့ရ baby အထည်ပေါ့နော် baby store လို့ရေးထားရ baby ဆိုင်ကိုတွေ့ရဆိုလို့ရှင်လည်းမိမိတို့ဆိုင်တွေ့မှာပါသူနဲ့မိမိနဲ့မျက်ဆောင်လို့ပါ နည်းနည်းချင်းတိုင်းပဲပြောလိုက်ရမှာပေါ့အဲ့လိုမျိုးပါအခုဆိုနံပါတ်၁ချက်ချစ်သူလေးတို့ကတလေကားဘက်ပေါက်ကနေဝင်ခဲ့ပါတူဝမ်းယေသနာဘက်ကပေါက်ကကြတော့ဒါဆိုမမင်းနဲ့အရင်ဆင့်ကျင်ပဲဖြစ်သွားတယ်အဲ့တော့ဂျန်ရှင်စီတီနဲ့မျက်နှာချင်းဆိုင်ကဓာတ်လေကားအပေါက်ကနေမမင်းရှိကိုဓာတ်လေကားရှိရဲ့လမ်းလေးကိုဝင်ခဲ့ပါတိုင်းလက်ထမအူးဆုံးတွေ့တဲ့လမ်းလေးကိုချိုးပြီးတော့မေးပြီးဝင်လာလိုက်ရုံပဲနီးနီးလေးပဲမမင်းရှိကိုလာတာအရန်မွေးပါဘူးတိမ့်တရာလက်ဖက်ရည်ဆိုင်လို့မေးလို့ရပါတယ်တိမ့်တရာလက်ဖက်ရည်ဆိုင်ဆိုဈေးလုံးလူတိုင်းသိတယ် ဒီလက်မှတ်ဖြတ်နေတဲ့ထိပ်ပေါက်ပါပါလေကားကကောက်နေတဲ့ကောင်လေးလည်းသိတယ်အတက်တက်တာရှောက်သွားလိုက်သူတို့ညွှန်ပေးလိုက်မယ်အာမမင်းတို့ဆိုင်ရဲ့လိပ်စာလေးရတော့အမှတ်76တေချာလေးနားထောင်ပေးပါမမင်းကဒီ page မှာလဲဟို channel sorry နော်ဒီဒရာဝင်း channel လေးမှာလဲမမင်းတင်ထားပါတယ် အမှတ်16အနောက်စီယုံရှေ့လို့ရေးထားပါတယ်အနောက်စီယုံရှေ့ဆိုတာဖြစ်တဲ့အနောက်စီယုံရဲ့နည်းနည်းချင်းဆိုင်ရှေ့ကိုပြောခြင်းဖြစ်ပါတယ်အနောက်စီယုံလို့ပြောရင်ချစ်သူလေးတို့အနောက်စီယုံလေးကိုဝင်ဝင်ပြီးရှာတော့မင်းနဲ့လွဲပါတယ်နော်အဲ့တော့အမှတ်16အနောက်စီယုံရှေ့စားတောက်ယုံအပြင်ဘက်တန်း နော်စားတော့ယုံပြင်မှတ်တန်းသိန်းတရာလက်ဖက်ရည်ဆိုင်ပေးမှာပါထိတ်တင်လေးမှာမင်းတို့ဆိုင်နေမြဲထိတ်တင်လေးမှာအဲ jewelry shop ပေါ့နော်ရောင်းနေကြောက်စိမ့်လေးရောင်းပါရဲ့အဓိကရောင်းပါရဲ့အခုကကျောက်စင်းရောင်းရရင်ဆိုရင်ဆိုင်းဘုတ်ကိုမတက်ရဲဘူးဘာလို့လဲဆိုတော့ဝယ်တဲ့သူတွေကနေပြီးရောင်းကျင်တဲ့သူတွေကရေပဲများတာမမင်းလည်းရောင်းကျင်ပါတယ်မမင်းဆိုင်ကကြောက်တယ်လေမမင်းရောင်းကျင်ပါတယ်လို့နော်ကဲအားလုံးပဲ ကိုကြီးကြမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့မမင်ကမမင်ရှိမှာအမေးများတဲ့မေးခွန်းလေးကိုမင်းဖြေပေးလိုက်ပြီနော်မမင်တို့ဆိုင်ပါမှာလည်းမမင်ဘေးကနေလိုက်လွင်ပြီးရှောင်းနေရလဲဆိုဘိုးကျောင်းဆန်စီရန်ကုန်တိုင်းရန်ကုန်မြို့ဘိုးကျောင်းဆန်စီဟောင်းကနေမမင်ရှောင်းနေပါတယ်နော်နောက်တစ်ခုချွတ်သူလေးတို့ကဆိုင်လာမယ်ဆိုလို့ရှိရင်မမင်ကဒီ stainless steel ကဆိုင်မှာမခင်းပါဘူးနော်နောက်တစ်ခုမမင်ကကြောက်စင်းလေးတွေတော့ခင်းထားတယ်ပေါ့ကြောက်စင်းလေးကိုတေချာလေးခင်းရောက်ပြီးပါတယ် အဲများတော့အဖြစ်တော့ကြောက်စိမ့်မခင်တယ်ဒီ stainless steel လေးတွေကတော့မမြတ်ဘူးလေးနဲ့ပဲတင်ထားဘာလို့လဲဆိုတော့လာတူရှင်ရောင်းလိုက်တယ်မမြတ်ကြဒီမှာကြောက်စိမ့်ရောင်းတာဖြစ်တဲ့အတွက်အခုနောက်ပိုင်းမှာဒီ stainless steel လေးတွေကခင်မိတယ်ဝတ်လို့လည်းကောင်းတယ်ပေါ့လဲပေါ့ပါတယ်အချမ်းပလန်လည်းခံတယ်အချမ်းဘရန်ခံတယ်နောက်အရောင်ပေါ့နော်အဓိကအရောင်လည်းကောင်းတယ်ဆိုလို့မမင်ကိုတိုင်းဒါမမင်ကိုတိုင်းစမ်းဝတ်ထားတာဒါမမင်ဝတ်ထားတာနဲ့ဆို9လရှိပြီလုံးဝမချွတ်တန်းဝတ်ထားပါနော်အဲအခုမမင်သိရတဲ့အဲတချို့အဲ့ဒါလေးတွေအကြောင်းလည်းနောက်ဗီဒီယိုလေးမှာမမင်ရှင်းပြပေးပါမယ်ကဲအားလုံးပဲကျေးဇူးများ က်တင်ပါတယ်။ဆိုင်ယွန်လာမယ်ဆိုလို့ရှိရင်အေးသုံးဖို့ရှိတိုက်ပါတယ်ရှင်။ထတ်တာ